ဝက်သားနယ်ဇလာဗေဒညွှန်ကြားမှုဦးစီးဌာနမှဇော်လာ6ရက်နေ့ဒီကနေ့မြန်မာစံတော်ချိန်ည9:00နာရီအချိန်မှာအထူးမိုးလေဝသသတင်းကိုထုတ်ပြန်ပါတယ်။ ီကနေ့မြန်မာစံတော်ချိန်ညနေ6:00နာရီခွဲချိန်တိုင်းထွားချက်များအရာကပလီပင်လေပြင်းနဲ့ဘင်္ဂလားပင်လေအော်ရိုမှာမုတ်တုံလေးအားကောင်းလာနိုင်မှုကြောင့်လကောက်အရှေ့ဘက်မှာရွေရှားလာတဲ့လေဝေလိုင်းများရဲ့အချိန်ကြောင့်လကောက်ဇော်လ9ရက်နေ့မှာဇော်လ15ရက်နေ့အတွင်းနေပြီးတော့ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းအေရဝတီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကယားပြည်နယ်ကရင်ပြည်နယ် ချင်းပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းတို့မှာနေရာစိမ့်စိမ့်မှာနေရာအနှံ့ပြမိုးထစ်ကြုံရပြီးအချို့ဒေသများမှာဒေသအလိုက်နဲ့နေရာကွက်ပြီးမိုးကြီးနိုင်ပါတယ်။သို့ဖြစ်ပါရင်မိုးသီးတန်စွာရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်း၊မိုးထစ်ကြုံခြင်း၊မိုးကြိုးပစ်ခြင်း၊လျှက်စီးလက်ခြင်း၊မိုးသီးကြွေခြင်း၊လျှက်ရပြက်ရေကြီးခြင်းနဲ့မြေပြိုခြင်းစတဲ့ တဘာဝဘေး NDA များဖြစ်ပေါ်နိုင်မှာသဖြင့်အဆိုပါဒေတာများရှိကုန်မြင့်ဒေတာအနည်းမှနေထိုင်ကြသူများအနေနဲ့မြေပြိုမှုအနေနဲ့မြင့်ငယ်ချောင်းငယ်များအနည်းမှနေထိုင်ကြသူများအနေနဲ့ရေကြီးရေရှမ်းမှုများကိုကြိုတင်သတိပြုရှောင်ရှားနိုင်မှာရန်နှင့်ပြည်တွင်ရေချောင်းသွားလာရေးနှင့်လေချောင်းပြန့်တန်းရေးအနေဖြင့်လည်းကြိုတင်သတိပြုနိုင်မှာရန်အသိပေးနှိုးဆော်ထားပါတယ်ရှင်။